ကျိုးကစား Austin ဒီ body ရဲ့ Austin ပြောမလို့ရတော့ဈေးဘက်ခဲနေနေတာဟောအာ లై လိုက်ဈေးရောင်းတော့ဟိုနာယီလေးတွေရောင်းလဲတော့ဂျပန်ကင်ဒိုဓာတ်တွေအစစ်အစစ်တွေပြီးလိုက်တော့ပါနော်ဒေါ်လေးတို့နှစ်နှစ်အားမလဲပါမယ်ကြာပြီကျွန်တော်၃နှစ်နေပါတော့ရှိပြီဘာလို့ကျွန်တော်ကားမရိုက်ဖြစ်တာက၄နှစ်နေပါတော့ရှိပြီလေအာအဲ့ဒီကားရိုက်လာပြီးတော့ ာလို့လို့မသိကြားမှာအစုံလုံးလိုက်သေးတယ်ဒါလေးဆိုရင်တသိန်း၈၀၀နဲ့၆၀၀တသိန်း၈၀၀အတိနဲ့ရမယ်ဗျာအဲ့လေမျိုးသမီးကအဲ့ချိန်မှာလိုက်လွှဲနေပြီလေသူကအဲ့လေသူ့ဝိုင်းကူရင်းနဲ့ကျွန်တော်အနေထားနဲ့ကြတော့လေဒီဒီလိုရောင်းတာတိတ်သူမကြည့်ရင်ပေါ့ကြည့်ရင်တော့နာရီလေးတွေရောင်းတင့်တယ်တော့ညာနဲ့သူဝတိုင်းပဲရင်းနှီးလေးထုတ်ပြီးအော်ဒီမှာဒါတော့ကျွန်တော် ပြောမလို့ဆိုရင်တော့ဈေးပန်းခဲနေတင်တာပေါ့အာလိုက်လိုက်လွင့်ဈေးရောင်းတော့ဟိုနာယီလေးရောင်းလဲမျိုးသမီးရရတော့ဒီဂျပန်ကျွေးတဲ့ပကံလေးတွေကျွန်တော်ပြီးမှပြပေးမယ်တော့ဂျပန်ကင်ဒိုဒါးလေးအစစ်အစစ်တွေအာအဲ့ဒါတွေရောင်းလဲကြာပြီကျွန်တော်၃နှစ်နေပါလောက်ရှိပြီ၃နှစ်၃နှစ်တောင်ကြော်လောက်ပြီဟုတ်ဘာလို့ကျွန်တော်ကားမရိုက်ဖြစ်တာက၄နှစ်နေပါလောက်ရှိပြီလေ အာအလီကားရိုက်လာပြီးတော့ဘာလို့လို့မသိကြားမှာအစုံလုံးလိုက်သေးတယ်အစင်မပြေဘူးအာတိုက်စီမောင်းလေလမ်းလည်းမသိဘူးလမ်းလည်းမသိစီဘိုးရေကျိုးတော့ကိုမမကျွမ်းကျင်လာအဲ့လိုတဲ့အာလည်းမျိုးသမီးရအဲ့ချိန်မှာလိုက်လွှဲနေပြီလေသူကဒီကျွေးပကံလေးတွေရောင်းပြီးတော့ online ဈေးရောင်းနေပြီပေါ့အာလည်းသူ့ဝိုင်းကူရင်းနဲ့သူကကြဟိုကျွန်တော် အနေထားနဲ့ကြတော့လေဒီဒီလိုရောင်းတော့တိတ်သူမကြည့်ရင်ပေါ့ကြည့်ရင်တော့နိုင်လေးတွေရောင်းတင့်တယ်တော့အဲ့လည်းသူဘူတိုင်းပဲရင်းနှီးလေးထုတ်ပြီးနိုင်လေးရောင်းပေါ့အဲ့ရနေတစားတစားနဲ့ဒီကဒီလက်ပတ်လာတာပေါ့အဲလေးနှစ်နေပါရှိပေါ့လေးနှစ်နေပါရှိပြီတခုရှိတာကျွန်တော်လိုင်စင်းဆိုင်အောင်တွေကခုချင်းကြီးရောင်းရတယ်အထူးသဖြင့်ထိုင်းကထိုင်းရောက်မြန်မာပြည် နောက်မလေးရှားရောက်မြန်မာလေစင်ကာပူရောက်မြန်မာဟုတ်တယ်သူတို့ဒီမှာဆိုဒီကျွန်တော်အခုဒီမှာရောင်းတဲ့နိုင်တလုံးကဘလောင်းမှမရှိဘူးလေအဲ့တော့သူတို့အရန်ချိတ်ခဲ့တယ်သူတို့အားပေးခဲ့တယ်သူကအခုဖြစ်ကျင်တော့အဲ့ဒီရောက်နေတဲ့လူတွေနေရလူတွေများတယ်နေရညီကူတော်တွေများတယ်ဟိုအလုပ်သွားလုပ်ကြတာမိသားစုအတွက်အဲ့မှာမှသူတို့ကဒီလိုက်ဆေးလေးတွေ့တဲ့အခါမှာဟာမင်းသားသူတို့အရန်ချိတ်ခဲ့ရတဲ့မင်းသားပေါ့နော်ကျွန်တော်ခက်ကလူတွေကအဲ့အဲ့ပိတ်သက်တွေအဲ့ရောက်နေကြတာ ဝဲတယ်တမီသားစုလုံးတို့ကဝဲတာအရင်ဦးဆုံးဆက်ဆက်တွေ့ချင်းသူ့တို့ဝဲတယ်ပြီးသွားရင်အဖေတို့ကဝဲတယ်ရောက်ခမတို့ကဝဲတယ်ရောက်ခတိအဆုံနဲ့တအိမ်မိသားစုလိုက်အဝဲရမရှိရင်နောက်ဆုံးအပိစရာမရှိတော့ဘူးလူကုန်ပြီဆိုဘာလုပ်လဲဆိုတော့အဲ့ဒါဝဲလိုက်ဝဲပြီးတော့မဟုတ်ဘူးတဲ့ကျောင်းထုတ်ပြန်ပြီးတော့လက်ဆောင်ပေးတာတသက်ကြီးကြီးပေါ့နော်တသက်ကြီးဆိုတာကျောင်းနဲ့နာယူဝယ်ပြီးကိုယ်လက်ဆောင်ပြန်လက်ဆောင်ပြန်ပေးတာအဲ့လောက်ချစ်တာဒီပေးသက်ကဒါအခုကျွန်တော်အသက်40ခွန် ကလေးဘွားကျွန်တော်ချောင်းညခွဲလေးရရိုက်ခဲ့တာဒီပြေးသက်ထမင်းကျွေးခဲ့တယ်အခု50ခွန်ဈေးရောင်းတယ်သူတို့ထမင်းကျွေးရဲ့တော့ဒါကျွန်တော်တို့ဘွားပဲပူပင်တော့ကလေးกินဝေးပါသည်အေးချမ်းကြပါသည်တည်လေကြပါသည်ဗျာเนาะမိသားစုတွေလည်းပျော်ရွှင်စိတ်နှလုံးအေးချမ်းကြပါသည်လို့ဆုတောင်းပေးခြင်းပါတယ်အာအခုလို့အိမ်နဲ့ရောင်းလာပြီးတော့တလေးတစားနဲ့လူမရရှင်တယောက်ပေါ်မှာအင်တာဗျူးပေးတဲ့ ဒီပေးသက်နယ်လေးဝေးနေတာကြာပြီဖြစ်တဲ့ကျွန်တော်ကိုအခုလိုပြန်ပြီးတွေ့ဆုံဝင်ပြီးမီဒီယာဝင်းကိုလည်းကျွန်တော်ကကျေးဇူးကျေးဇူးအထူးတင်ပါတယ်လို့